ကျန်တဲ့သိုးတွေအများကြီးရှိသေးတယ်ကျန်တဲ့သူတွေအများကြီးရှိသေးတယ်ဖယားသူ့ဘာလဲဆရာတွေဟိုဟုတ်လားမသိဝင်ခံဆိုတော့သူတွေကတမာတရားမသိဘူးလေတမာတရားမသိတော့ဆရာတွေပြောရင်ဟုတ်တယ်လို့လို့လဲသူတို့ရဲ့အာဘော်ထဲမှာမျောပြီးတော့ဒိုးအောင်သူတို့အာဘော်ထဲမှာလိုက်ပြီးတော့ပါသွားပါသွားပြီးတော့အချိန်လဲတန်လာရောဘဝတွေကဒုက္ခရောက်ကုန်အဲ့ဆရာတွေပဲတိုက်တွေအိမ်တွေကားတွေစောက်ပြီးတော့ပြိုင်ကားတွေစီးပြီးတော့အကုန်လုံးတီကျန်တဲ့သူတွေကခွေးဖြစ်ပြီးကျန်ခဲ့ရော ။ဘာကြောင့်လဲဖယားမမမဆတာဖယားပြောတာမဟုတ်ဘူးလေဖယားကိုပူဇော်နေတာမဟုတ်ဘူးဆရာတွေကိုပူဇော်နေတာအဲ့ဒီဆရာတွေကပဲကျွန်တော်တို့ကိုတိုက်ခိုက်နေတာမဟုတ်ဘူးလားဒါကိုကျွန်တော်တီးဖို့အတွက်ကျွန်တော်ပြောနေတာဒီကြောင်ကျွန်တော်လာပြီးတော့အာချောင်ကြီးပြောနေတာမဟုတ်ဘူးကျန်တဲ့သိုးတွေအများကြီးရှိတယ်ကျန်တဲ့ခရိယန်တွေအာမင် အာမင်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 ဆိုပြီးပြောနေတဲ့သူတွေ သူတို့ကကျွန်တော်နားလေတယ်။ဘာကြောင့်ပြောတာလဲ။သူတို့ကဖျားဆာငတ်တယ်။ဒါပေမဲ့ဆရာတွေဆရာတွေကဖျားနောက်လိုက်ခိုင်းတာမဟုတ်ဘဲနဲ့သူတို့နောက်ကိုလှည့်ပြီးသူတို့ဝင်ခံရမယ်။သူတို့ဝင်ခံမင်းတို့ကားစီးကျင်လာ။မင်းတို့ကားစီးအိုက်တရားဟောချက်တွေရှာကြည့်လိုက်။မင်းတို့ကားစီးကျင်လာ။ငါ့ကိုကားကောင်းစားပေးလိုက်။တင်းအုပ်ဆရာ တကယ်ဝိညာဉ်ရေးရာကောင်းဆောင်ကားကောင်းစားပေးလိုက်။ကားစီးရမယ်။ဆောက်ပြောနေတာ။ရှောက်ပြောနေတာကျွန်တော်ပြောတာ။လူလိန်နေအဲ့ဒါတွေကရှင်းလား။လူလိန်နေကျွန်တော်ပြပြမယ်။ ဒါပေမဲ့ကျွန်တော်အစိုးအားဖြင့်အရှုံးမခံနဲ့ကျွန်တော်အစိုးအားဖြင့်ရှုံးခံနေတာမဟုတ်ဘူးအကောင်းအားဖြင့်ကျွန်တော်အစိုးရအနံ့ယူနေတာဘာဖြစ်လို့အစိုးရအနံ့ယူနေရလဲကျွန်တော်တယောက်တည်းပြီးွားတယ်ကျွန်တော်တယောက်တည်းခံရပြီးွားတယ်ကျွန်တော်ဖျားဆွဲခေါ်တယ် okay that's it ပြီးွားပြီငါတယောက်တည်းကိုလို့ယုံသွားတယ်ဆိုတာတကိုကောင်းဆန်တဲ့သူဖြစ်သွားပြီကျွန်တော်ဒါဟုတ်ဒါဝိညာဉ်တစ်ခုကယ်တာမဟုတ်ဝိညာဉ်ပေါင်းများစွာဒါကိုတိပြီးတော့တမာတရားဘက်ကိုပြန်လဲဖို့ကျွန်တော်ပြောနေတာဖျားနာမကိုတုံးပြီးတော့လူတွေကိုလိုက်ပြီးတော့နောက်ွယ်မှာဖြက်လို့ဖြက်စီးလုံနေတဲ့သူတွေကိုကျွန်တော်မကျင်တတ်ဘူး ကျွန်တော်မကျင်တတ်ဘူးဆိုတော့ကျွန်တော်မုံတရားနဲ့ပြောတာမဟုတ်ဘူးနော်မှားနေတဲ့အရာကိုမှားတယ်လို့ကျွန်တော်ကထောက်ပြနိုင်ရမယ်မှားနေရင်မှားတယ်ပဲနမဲကြီးတိုင်းဖျားသုံးတာမဟုတ်ဘူးနမဲကြီးတိုင်းဖျားသုံးတာမဟုတ်ဘူးကျွန်တော်ပြောပြဓမ္မရာဆိုရင်စတုဒ္ဓစာဆောင်တွေကိုဖတ်ကြည့်လိုက်ဖျားကိုမတိတဲ့ဖျားကိုပြစ်မှားတဲ့ဘယင်တွေမှအများကြီးအဲ့ဘယင်တွေကဘာလို့လဲဖျားရဲ့လူမျိုးဣတရီရလူမျိုးအလုံးကိုလမ်းလွှဲစေတယ် ကျွန်တော်တို့ကသူများဘာဖြစ်ပြောကျွန်တော်ဂယူမဆိုင်ဘူးကျွန်တော်ကိုဖျားသတ်မှတ်ထားတဲ့ identity ဖြစ်ချင်းရှိပြီးသားကျွန်တော်ဂယူလည်းမဆိုင်ဘူးကျွန်တော်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီလူတွေကအဲ့မဟုတ်တဲ့စကားတွေကိုနားယောင်ပြီးတော့လမ်းလွဲလိုက်သွားမှာတော့ကျွန်တော်စိတ်ပူတယ်ကျွန်တော်ဘာကောင်မှမဟုတ်ဘူးကျွန်တော်ဘာမှလည်းမဟုတ်ဘူးကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးဘောစီလည်းမဟုတ်ဘူးမီလီယံနာလည်းမဟုတ်ဘူးဆရာလည်းမဟုတ်ဘူးဘာကောင်မှမဟုတ်ဘူးကျွန်တော်ကယေရှုကြောင့်ပဲယေရှုကောင်းမြတ်ကြောင့်ပြောခွင့်ရတဲ့လူတတ်တတ်ပဲဒါပေမဲ့ဖခင်အမှုတော်ဆောင်တဲ့သူတွေကဖခင် ဖျားမှုတော့ဆောင်တဲ့သူတွေအားလုံးဒီနံပါတ်1လောက်ကမှာစီးစိန်စီကိုသွားပြီးခေါ်ရမှာမဟုတ်ဘူးအောင်မြင်မှုစီခေါ်ရမှာမဟုတ်ဘယ်အောင်ခေါ်ရမှာလဲဖျားနိုင်ငံတော်တွေကိုခေါ်ရမှာဖျားကဘလောက်ကောင်းမြတ်လဲဖျားဘလောက်အသက်ရှင်လဲဆိုတဲ့အရာကိုတိသွားဖို့ပဲဆွဲခေါ်ရမှာဖျားလိုချင်တဲ့အရာဖြစ်တယ်ယေရှုတိဆောက်ပေးသွားတာဝိညာဉ်ရေးရာယေရှုဘာပြောလဲစကြာဝဠာတစ်ခုလုံးကိုအစိုးရတဲ့သူကဝိညာဉ်ဆုံးရှုံးနေသူ့မှာပါရှိလဲတဲ့သူ့မှာပါရှိလဲတဲ့ လောကမှာပစံချမ်းသာလို့ရတယ်အကုန်လုံးလို့ရတယ်ဒါပေမဲ့ဝိညာဉ်တစ်ခုဆုံးရှုံးရင်မင်းမှာပါရှိလေတဲ့တာအမှန်တရားပဲနော်တမာတရားကအဲ့လိုပြောတယ်ယေရှုတကယ်အသက်ရှင်လို့ကျွန်တော်ပြောတာယေရှုကတကယ်ကောင်းမြတ်လုံးလို့ကျွန်တော်တို့လို့ဘာမှမဟုတ်တဲ့ကောင်တွေကိုတကယ်အပြစ်သားတွေကိုတကယ်လုံးဝလုံးဝတကယ်ရစရာမရှိတဲ့အပြစ်သားဒုစရိုက်သားကောင်တွေကိုယေရှုကသူ့မြစ်တာနဲ့ဆွဲခေါ်ခဲ့တာ ါကြောင့်ကျွန်တော်ဖျားမှုတော့စောင်းတာဖျားမှုတော့စောင်းနေဆိုတာအလူခွင်ကောက်ဖို့မဟုတ်ဘူးမေးကြည့်လိုက်မလေးရှားသွားတယ်ဘဲသွားဂျပန်သွားတယ်ကျွန်တော်ကိုကျွန်တော်ကိုဖျားစည်းဝါးရေးကောင်းချီးပေးတာငွေကြီးနဲ့ပဲကျွန်တော်သွားတာကျွန်တော်ဘယ်သူမှကျွန်တော်ကိုပေးပါကျွန်တော်ဟိုလင်းလမဲ့ဝယ်ပေးပါကျွန်တော်ဟိုထားပြဘတော်မှမလုပ်ဘူးအလူလက်ဖက်နဲ့ကျွန်တော်မျက်နှာလှုပ်တယ်လေကျွန်တော်မပါဘူးတဲ့ပြောမှဒါတဲ့ပြောရမယ်အချိန်ရောက်သွားပြီလူတွေကလိန်ခံနေရတယ်တမန်တော်ယေရှုခေါင်းစဉ်တက်လိုက်တာနဲ့ယေရှုဆိုပြီးဖြစ်နေတယ်လို့ထင်နေတာလား ကျွန်တော်ပြောရရှိချင်းလေးခေါင်းစဉ်တက်ထားတဲ့ဟိုဟာပါလေအဲ့ရလို့ခေါင်းစဉ်တက်ပြီးတော့အထဲမှာအိမ်သာပဲရှိတယ်ချီးတွင်းပဲရှိတယ် sorry တိုင်းကောင် sorry စကားသုံးမင်းလာတွင်းပဲရှိတယ်ဆိုသွားမလားဝင်မလားအထဲမှာဘာရှိလဲအရေးကြီးတာအပေါ်မှာဘာခေါင်းစဉ်တက်ထားလဲလို့အရေးမကြီးဘူးကျွန်တော်တီးခန့်တယ်နော်ဒါပေမဲ့ကျွန်တော်မကောင်းကြောင်တခြားလူတွေကဘာမှရှိတဲ့သူတွေ live ပြောတယ်ဆိုတော့ငားရလောက်ထိငားရလောက်ထိ live ပြောတယ်ဆိုတော့ what up ပါကြီးလေပါကြီးလေ ဘာအေးလဲကျွန်တော်သူ့ဝင်မဝင်မခံနိုင်ကျွန်တော်ပြောပြမယ်ဘသူမှမဟုတ်ဘူးကျွန်တော်ဖယားကလွယ်ပြီးဘသူမှကျွန်တော်ဖယားထပ်ပို့ပြီးဝင်မခံနိုင်ဘူးဖယားထပ်ပို့ပြီးဝင်မခံနိုင်ဘူးရှင်းရှင်းလေးပဲဖယားနဲ့ဖယားထပ်ပို့ပြီးတော့ဘသူမှလည်းဝင်ခံဖို့တမာတရားမပြောသားဘူးကပောက်ကျန်းနဲ့ဗျာဒိတ်ကျန်းမှာမဟာပြညတ်တော်ဆိုတာရှိတယ်အကြီးမားဆုံးပြညတ်ပါလဲထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုယ်စွမ်းရှိတဲ့အောင်နဲ့ဖျားသခင်ကနံပါတ်1ပဲအပေါ်ယံနေလုံးပြတာလူတိုင်းလုံးပြလို့ရတယ် ပေါ်ရန်လုတ်ပြတာကလူတိုင်းလုတ်လို့ရ right အပေါ်ရန်ရှောက်ပြောလုတ်ပြအဲ for sure လုတ်ပြဒါပေမဲ့အတွင်းပိုင်းကအရေးကြီးတယ်ဒါပေမဲ့အတွင်းပိုင်းကိုဘယ်သူမှဟိုမှာမဖြစ်ဘူးမသိဘူးအတွင်းပိုင်းကဘယ်သူမှမသိဘူးညီကခံရတဲ့လူတွေပဲကြီးတာကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်တယောက်တည်းမဟုတ်ဘူးဒီ life ကိုကြည့်နေတဲ့ခံရတဲ့လူတွေအားလုံးသိလိုက်မယ်ကျွန်တော်ကအမုန်းခံပြီးကျွန်တော်ပြောတာတမာတရားမှာတယောက်ကိုတယောက်နောက်ွယ်မှာတိဆောက်ပေးရမယ်ပြောရမလား တမန်တော်ထဲမှာဆိုလို့ရှင်ရှင်ဘောလူနဲ့ပွဲသွားတယ်ဒါပေမဲ့ရှင်ဘောလူကဟဲ့အဲ့ကောင်မကောင်းတော့ဟိုကောင်မကောင်းတော့လိုက်ပြောလို့လားမပြောပါဘူးအမြင်မတူလို့ပွဲသွားတယ်လို့အများကြီးရှိပါတယ်ဒါပေမဲ့နောက်ွယ်မှာအဲ့လိုပြောတာလောကတိုင်းအောင်လို့ပြောဒါပေမဲ့အခုချိန်မှာကျွန်တော်ပလိန်တိုက်ခိုက်ပလိန်ကျွန်တော်မကောင်းတယ်လို့ဖြစ်ခင်တယ်ကျွန်တော်ရဲ့နာမည်ကြီးကျင်လို့ပဲအမှုတော်လိုက်ဆောင်လို့ဖြစ်နာမည်ကြီးကျင်ကျွန်တော်လုံးချက်ရှိရင်ကျွန်တော်လောကလို့ပဲကျွန်တော်လုံးမှာပေါ့ ကျွန်တော်ကကျွန်တော်ရဲ့ဖခင်ကျွန်တော်ပြင်ဆင်ပေးတာ online ministry platform ရှိတယ်။ကျွန်တော်အဲ့မှာကျွန်တော်တရားဟောလို့ရတယ်။ယေရှုကြောင်းပြောလို့ရတယ်။ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာကျွန်တော်ယေရှုကြောင်းပြောလို့ရတယ်။တက်စ်လုံလောက်ပြီ။လုံလောက်ပါပြီ။အဲ့တော့ AC ပဲဒီလောက်ပဲ။ AC လုံလောက်ပါပြီ။နမိတ်ကြီးပြီးတော့မှအာဟောဘလို့ပြောလို့ဒီလိုဘလို့ဘလို့ပွဲလို့မယ်လာပါဒီလိုမျိုးဒီလိုဖြစ်သွားမယ်ဒါဖြစ်သွားမယ်စိတ်ဝင်စားအောင်စိတ်ဝင်စားအောင် ကျွန်တော်ရှေ့မှာတော့ left နဲ့သွားတာကျွန်တော်မြစ်တာနဲ့မြစ်တာနဲ့ပြီးတော့ကျွန်တော်မကောင်းချောင်းနောက်ွယ်မှာဒီကောင်ဘာဖြစ်တာဒီကောင်ဘလို့ဖြစ်တာဒီကောင်ဘာဖြစ်တာဆိုပြီးတော့ပြောနေတာကျွန်တော်နားနဲ့ဆက်ဆက်ကြားခဲ့တာကျွန်တော်အကုန်ပြန်ပြောမှာတော့ကျွန်တော်အကုန်ပြန်ပြောမှာကျွန်တော်ဘယ်သူလဲဆိုတာပါကျွန်တော်တက်ပြီးတော့ဘယ်မှာလဲဆိုတာကြီးပါကျွန်တော်အကုန်ပြောမှာတော့ဒါရှိကျွန်တော်မရှုံးနဲ့ကျွန်တော်လည်း AC နေတယ်ကျွန်တော်ဘာကောင်မှမဟုတ်ဒါပေမဲ့ ်ဖះရနဲ့ပတ်သက်နေတဲ့လမ်းကြောင်းမှာကျွန်တော်လာပြီးတော့မပိနေပြီးသွားပြီ that's it အဲ့တော့ဖះနဲ့ရှင်းပါတယ်အခုကလောကသားရဲ့ညီတိုင်းဖြစ်နေပါပြီညီလေးမို့လို့ဆိုတော့တော်တော်လေးကြောက်ဖះနီးနေရဘယ်လိုရှင်းရမလဲဖះနီးနေရဘယ်လိုလဲကျွန်တော်တယောက်တည်းပါဇက်ပိတ်ပြီးတော့နေပြီးတော့ဘုရားပါအဲ့လိုနေရမှာလားဒါမို့တမားဒီခုနကကျွန်တော်ပြောခဲ့သလိုပဲစာတန်ဘယ်လိုစာတန်ကလာပြီးတော့ယေရှုပြောတဲ့အချိန်မှာဘယ်လိုပြောလဲယေရှုကပါဇက်ပိတ်ပြီးနေရ Okay ဖះနဲ့ပြေရှင်းမယ်သူကရင်ဖះဖြစ်နေတယ် တော့ဟောအစ်စီဖြစ်ရှင်တော့တော့မဟုတ်ဘူးတမာတရားကိုတမာတရားတိုင်းပြန်ပြောနိုင်တယ်ဟာဟန်ဆောင်တမာတရားကုတ်တင်နဲ့လာတဲ့သူကိုတမာတရားကုတ်တင်ဆိုတာတမာတရားကိုအပေါ်ရန်လောက်နဲ့လာပြီးအတွင်းပိုင်းမှာစာတန်ဖြစ်နေတဲ့အရာတွေကိုယေရှုကလက်မခံအောင်စစ်မှန်နဲ့တမာတရားနဲ့ပြန်ပြီးတုံ့ပြန်တယ်အဲ့ဒါကတမာတရားဖြစ်တယ်โอเคအစပိတ်ပြီးတော့မှဆရာတွေကိုပြောလို့ရှင်အမင်ကဖြစ်တယ် မှန်ပါတယ်ဆရာတွေကိုပြောရင်အမင်္ဂလာဖြစ်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အဲ့ဒီဆရာတွေမှာတမာတရားမရှိတဲ့ဟာကိုတမာတရားမရှိဘူးလို့ပြောရင်တော့အမင်္ဂလာမဖြစ်ဘူးကျမ်းစာထဲမှာဖတ်ကြည့်လိုက်ပါသိချအောင် Okay ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ပြီးတဲ့နောက်လောက်လည်းတည်ပြီဆိုတော့ကျွန်တော်အော်တည်အောင်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်လို့ခယူလည်းမဆိုင်ပါဘူးကျွန်တော်လာပြီးတော့ကြိုက်တယ်လို့ထပ်ပြီးပိတ်လဲခယူမဆိုင်ဘူးဒါပေမဲ့ထပ်ပိတ်ရင်တော့ကျွန်တော်ပြောရရှင်းရှင်းလေးကျွန်တော်လာပြီးတော့ attack လုပ်တဲ့ဟာမှန်တယ်မြောက်ကျွန်တော်တော့ပြန်ပြောမှာဖြစ်တယ် That's it တန်းစစ်ပြီးသွားပြီကျွန်တော်တမာတရားဘက်မှာပြက်ပြက်ရက်ပြီဖျားသခင်ကျွန်တော်တင်ပေးတာတကူပဲတမာတရားဘက်မှာပြက်ပြက်ရက်ဖို့ပဲတင်ပေးတာဟိုလိုလိုဒီလိုလိုနမဲချီးဖို့လိုလိုဟိုလိုလိုဒီလိုလိုမလုပ်ဘူးကျွန်တော်ချမ်းသာဖို့လည်းမလုပ်ဘူးတကယ်ပြောရကျွန်တော်ချမ်းသာဖို့လည်းမလုပ်ဘူးကျွန်တော်ချမ်းသာဖို့လည်းမလုပ်ဘူးကျွန်တော်အောင်မြင်ဖို့လည်းမလုပ်ဘူးချမ်းသာဖို့အောင်မြင်ဖို့ရဆိုကျွန်တော်ချမ်းသာဖို့အောင်မြင်ဖို့လမ်းနေအာအောင်မြင်မှုလမ်းနေကျွန်တော်လိုက်လို့ရတယ်ကျွန်တော်မလိုက်ဘူးစိတ်လည်းမဝင်စားဘူးချမ်းသာတာရဲ့အောင်မြင်တာတွေတစ်ချက်ပြည့်စုံတဲ့ယေရှုကကျွန်တော်နဲ့အတူရှိတယ် ကျွန်တော်တို့ပြည့်စုံလာယေရှုခရစ်တော်ကျွန်တော်တို့ပြည့်စုံဆုံးမယ်သူရဲ့မျက်မှောက်တော်သူနဲ့အတူရှိခြင်းကျွန်တော်တို့ပြည့်စုံဆုံးမယ်ယနေ့ယေရှုကိုယုံကြည်လို့ခဏပြောသေးရပါလဲဟိုတစ်ခါကျွန်တော်ဒုက္ခရောက်တော့ပြောရပါလဲယေရှုကိုယုံတော့တဲ့ယေရှုကိုပါလဲယေရှုကိုယုံတော့ယေရှုကိုခေါ်တာမထူးလို့လားဒုက္ခရောက်တယ်ဆိုတော့ကျွန်တော်ပြောပြမယ်ယေရှုနဲ့တွေ့ရတဲ့သူလည်းပြဿနာရှိတယ်ပြရှင်ရောခန်းကြီး16ပိုင်း33မှာမင်းတို့ဒီလောကနဲ့ဒုက္ခဆင်းရဲများကိုကြုံတွေ့ကြရလိမ့်မယ်ယေရှုကငါ့ကိုယုံမင်းမင်းဒုက္ခမရှိဘူးလို့ယေရှုမပြောတော့ဘူးကျုံကိုကျုံမယ်လို့ပြောတာဒါပေမဲ့ငါ ငါ့ကိုအမိပြုလို့မင်းတို့ငြိမ်သက်ခြင်းရမယ်လောကကိုအောင်တဲ့ဘုရားငါကမင်းတို့ကိုအောင်ခွင့်ပေးမယ်ဆိုတော့ယေရှုခရစ်ပြတာအဲ့တော့ဟိုလောကမှာဟိုယေရှုနဲ့သွားရတူပြီးမသွားရတူပြီးလောကမှာပြက်တနာဆိုတာရှိမှာပဲဒါပေမဲ့အောက်ဆိုတာအမြင့်ဆိုတာရှိတယ်လို့အနှိမ့်ဆိုတာလည်းရှိမှာပဲဒါပေမဲ့အနှိမ့်အမြင့်ရောက်နေတဲ့အခါမှာလည်းဘုရားရှိတယ်လို့အနှိမ့်ဆုံးရောက်နေတဲ့အခါမှာလည်းဘုရားကျွန်တော်နဲ့အတူရှိတယ် that's it ဒါပဲ celebrity တွေကပါလေကို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 ကယ်ရီယာနဲ့ကို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 ဒိုးမှာပေါ့ဖခင်အကြောင်းပြောရဲဆိုတာဖခင်တကယ်မကောင်းမြတ်ပဲနဲ့သူတို့ဘာလို့ပြောမှာလဲ ယေရှုကဒီအရာတွေအားလုံးထက်ကြီးမြတ်တယ်ကောင်းမြတ်တယ်ဆိုတာသိအခွင့်ရလိုက်လို့လေမဟုတ်ဘူးလားမဟုတ်ဘဲနဲ့ဘသူကလာပြောမှလဲကိုလို့ကိုလို့လုံးဝသူတော်ကောင်းကြီးလို့ကျွန်တော်နေပြမှာပေါ့မဟုတ်ဘူးလားဘသူကဟိုကဖြစ်မှလဲယေရှုကဘာပြောလဲငါအတွက်အစဲခံရလို့ရှိရင်မင်းတို့ပြောခံရတယ်ဆိုလို့ရှိရင်တဲ့မင်းတို့ဂုံယူတယ်ကောင်းကင်ဘုံအပေါ်မှာမင်းတို့အတွက်အကျိုးကအရင်ကြီးတယ်ဒါကိုတီးခွင့်မရတဲ့သူကမပြောကျွန်တော်အမှုတော်စောင့်နေတာအားလုံးက ဘုရားတကယ်ကောင်းမြတ်လို့အဲ့တော့ celebrity တွေကဘုရားအကြောင်း ပြောတယ်ဆိုတဲ့အရာပေါ်မှာဘုရားအကြောင်းပြောတယ်အရာဆိုတဲ့အရာပေါ်မှာဂုံယူပြီးတော့ဘုရားကျေးဇူးတော်ကိုချီးမွမ်းဖို့လိုအပ်တာဒီလိုလူတွေကိုဝိုင်းပြီးတော့မှကျွန်တော်တို့ကတမန်တော်နဲ့သွာလာတက်အောင်လို့ပို့ပြီးဆွဲခေါ်ပေးရမှာနောက်ွယ်မှာအတင်းတော့မှာမဟုတ်ဘူးကင်မရာရှိမှာပဲ love love လောက်ပြီးတော့ဘာထူးတော့လဲတရုပ်ဆောင်နေနဲ့ဘာထူးတော့လဲအမှုတော်ဆောင်နေကတရုပ်ဆောင်နေတယ် တရုတ်ဆောင်တွေကအမှုတော်ဆောင်နေတယ်အဲ့လိုဖြစ်နေပြီလေအဲ့တော့ကိုကိုအောင်ပဲနေကြပါကိုအောင် easy ပဲနေကြပါကျေးဇူးများကြီးတင်ပါတယ် thank you